လေးရှားနိုင်ငံဆလန်ငောပြည်နယ်ထဲမှာရှိတဲ့စမုံကြီးဖျားကိုအလဲခေါ်ပြပေးမယ်နော်။ညီနေရတဲ့ရှုကင်းကတော့ဖျားရင်မြင်တော်ကနေလှမ်းမြင်ရတဲ့ရှုကင်းလေးဖြစ်ပါတယ်။အံပုံမျိုးကနေပြီးတော့လာမယ်ဆိုရင်တနာကြီးလောက်ပဲမောင်းဝီးဝင်လာရပါတယ်။အိညင်နဲ့တောတောင်ရဲ့အလဲမှာဖျားကိုတီထားတာဖြစ်ပါတယ်။ဖျားကိုဝင်လာတဲ့လမ်းကတော့ကျင်းပါတယ်။ဒါပေမဲ့ လမ်းပြီးဝဲရမှာဆိုရင်ဒီပန်းဆိုင်ခင်းနေအသီးနှံဆိုင်ခင်းနေမလေးရွာအိမ်လေးတွေကိုဖြတ်ပြီးမှဝင်ရပါတယ်အရန်ကိုတာရပါတယ်စမုံကြီးဖျားကို1990လောက်ကဝန်ဆရာတော်ဖျားကြီးကဦးစီးပြီးတော့လေမလေးရှားနိုင်ငံမှာရှိရဲတရုတ်လူမျိုးဗုဒ္ဓဘာသာနဲ့ဝင်နေရဲမလေးရှားနိုင်ငံမှာရောက်နေရဲမြန်မာဗုဒ္ဓဘာသာများစုပေါင်းတည်ထားတဲ့ဖျားလေးဖြစ်ပါတယ်ဗုဒ္ဓဆင်းသူတော်ကြီး ကိန်းခွန်ဆံပေတော်မူတဲ့ကျောင်းတော်ရဲကိုလိုက်ပြပေးမယ်နော်။ညူစရာကောင်းလွန်လာတဲ့ဗုဒ္ဓဆင်းသူတော်ကြီးဟာပလီနော်ထက်မှာကိန်းခွန်ဆံပေတော်မူနေပါဗါ။ခုမြင်နေရတဲ့ကျွန်းတကားကြီးကိုကျွန်မအရင်ကနှစ်သက်ပါတယ်။တို့လည်းဆိုတော့အခုမြင်ရတဲ့အတိုင်းပဲတကယ်ရွက်ကြီးတွေမှာမြမပြည်သူကလက်ရတွေကိုလည်းတွေ့နိုင်ပါတယ်။ ဘုရားကျောင်းဝင်းတွေလိုက်ပြပေးမယ်နော်အခုဖြတ်လာတာတော့စာတိတိုက်ကလေးဖြစ်ပါတယ်စာတိတိုက်အပြင်ကနေပြီးတော့ထွက်လိုက်ပြီဆိုတာနဲ့ဒီမှာကြာခံလေးကိုတွေ့ရပါလိမ့်မယ်ဒီကျမဒီလေကားလေးကနေပြီးတော့အပေါ်တစင်းတက်လိုက်ပါဦးမယ်နော်။ဒါအပေါ်စီးရမြင်ရတဲ့ရှူခင်းလေးဖြစ်ပါတယ်။မြင်ရတဲ့ရှူခင်းလေးကတကယ်ကိုရင်းနှင်းကိုအေးချမ်းစေပါတယ်။ ျွန်မလေးရှုခင်းနေကိုလေးကြည့်လိုက်။ကောင်းကင်ကြီးကိုမောကြည့်လိုက်။တစ်ပင်ကြီးကိုလှမ်းကြည့်လိုက်။တောတောင်ကြီးရဲ့တဘာဝအလှတွေကိုကြည့်လိုက်။ထိုင်ပြီးတော့တော့အားကြီးရှုခင်းနေကိုကြည့်ခဲ့ပါဗါး။ကျမတို့ရဲ့နေရာမိုးရီယာအုံနေတယ်။ရာသီဥတုလေးကခအေးလေးဖြစ်တယ်။ငါကလေးတွေရဲ့အသံလည်းနေရာအနှံ့ပါပဲ။ အခုမြင်နေရတာတော့ဘုရားအကြောင်းဝင်းထဲမှာရှိတဲ့အလူခံဌာနဖြစ်ပါတယ်။သမုန်ကြီးဘုရားကိုရောက်ဖူးတဲ့သူတွေလည်းတော်တော်များများရှိပါတယ်။ဒါကတော့ဘုရားကိုသွားတဲ့လမ်းလေးဖြစ်ပါတယ်။